အားလုံးပဲမင်္ဂလာပါ။ဒါကတော့ Wami Chelsea YouTube Channel ပါ။ကျွန်တော်တို့မနေ့ကညကစာသွားခဲ့ကြတဲ့ဒါပြင်သင်တဲ့အစားပိုင်းချင်းတင်းတို့ရဲ့ပွဲချိန်မှာပြင်သင်တင်းကစားပိုင်းချင်းအတင်းကိုသုံးဖို့တကောနဲ့အနိုင်ရရှိခဲ့တယ်။ဒီပွဲချိန်မှာ Chelsea တင်းရဲ့ညာနောက်ခံလူတယောက်ဖြစ်တဲ့ဒါမာလူကိုစတိုတယောက်ပွဲထွက်ကစားခွင့်ရခဲ့ပြီးတော့တကယ်ထူးရှည် performance တစ်ခုကိုပြသခဲ့ပြီးအာသူ့အနေနဲ့ assistant နှစ်ချိန်လုပ်ပေးခဲ့ပြီးတော့ဒီပွဲစဉ်ရဲ့ man of the match ကိုရရှိခဲ့တယ်။မာလူကူဆိုဆိုတဲ့ ဒီ Chelsea တင်းရဲ့ညာနောက်ခံကလာမားက Chelsea တင်းမှာဆိုလို့ရှိရင်တော့နည်းနည်းလေးအပြစ်တင်ခံရတဲ့ကလာမားတွေမှာပါတယ်ဝေဖန်ခံရတဲ့ကလာမားတွေထဲမှာပါတယ်အဲ့တော့ပြဿနာဘာလို့ပြင်းပြင်းထန်ထန်ကောင်းပြီးတော့ Chelsea တင်းမှာကျတော့ပြည့်ရဲ့ခြေစံကနေမာသွားတာလဲဆိုတာမျိုးမျိုးရှိရပါတော့ဆိုတော့ဂျန်ကကျတော့မာလူကူစတိုရဲ့တကယ်နေရာမှန်ကသူကထရစ်ထရစ်ရှင်နဲ့ဖူးဘက်တယောက်ပဲဖြစ်တယ် ဒါပေမဲ့ပြင်သစ်တင်းမှာတော့သူဖူးပတ်နေတယ်ပဲကစားရတယ်ဒါပေမဲ့ချက်စီတင်းမှာကြာတော့လီးပြအန်အန်ဆိုမာရက်စကာရဲ့သူ့ရဲ့ idea အထဲဝင်ပြီးတော့သူ့ရဲ့ niche နဲ့ထဲမှာဝင်ပြီးတော့ impact အနေနဲ့သူဝင်ကစားပြရတယ်ယတနာကသူ impact ကစားရတဲ့အခါမှာသူစီက performance ကောင်းကောင်းမမြင်ရဘူးဒါပေမဲ့ဖူးပတ်မှာဖူးပတ်အနေနဲ့ထားကစားရင်တော့မာလူကူစတိုနဲ့ပတ်သက်ပြီးတော့အဲမာလူကူစတိုရဲ့တကယ် ပေါ်ဖော်မန့်ကျွန်တော်မြင်မြင်ရတယ်အဲ့တော့ပြင်သစ်ပွဲရဲ့စောင်းကြည့်တဲ့သူတွေဆိုလို့ရှိရင်မာလူကိုသတိထားပြီးစောင်းကြည့်တဲ့သူလို့ရှိရင်ဒါကိုကောင်းကောင်းသိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဆိုပြင်သစ်ပွဲတွေစောင်းကြည့်လေရှိတယ်သူတို့ပြင် international break တွေဝင်လာတဲ့အခါမျိုးတွေဆိုလို့ရှိရင်နိုင်ငံသင်းတွေနဲ့ပတ်သက်လို့ရှိရင် Chelsea သင်းရဲ့အားမားတွေရှိတဲ့နိုင်ငံသင်းပွဲစဉ်တွေရှိရင်ကျွန်တော် live ကြည့်လေရှိတယ်ပြီးရင်ကျွန်တော်အားမားတွေရဲ့ ဒါ Chelsea တင်းရဲ့အားမတွေရဲ့ performance ကိုလည်းပကြည့်လေးရှိတယ်ဆိုတော့ပြင်သစ်အဲ Marlowe Stoke ကိုလည်းကျွန်တော်ပြင်သစ်ပွဲစဉ်တွေစောင့်ကြည့်ရင်းနဲ့ဒါတတိယကြီးခဲ့တယ်အခု international break မှာမဟုတ်ဘူးအရှိတစ်ခေါက်က international break မှာလည်း Marlowe Stoke ကတကယ်ထူးချက်ခြေသွမ်းလေးကိုပြသွားတာကြီးပဲသူကသူ့ရဲ့ full back မှာကစားလို့ရှိရင် Marlowe Stoke ကတကယ်ကောင်းတကယ်ကိုကောင်းတဲ့ကစားသမားတယောက်ဒါပေမဲ့အာ Chelsea မှာကျတော့ Mareska က Gusto ကို full back ဆက်ဆက်အနေနဲ့တော့ ေဘတ်တက်အနေနဲ့ဝင်ကစားအတွင်းကိုဝင်ကစားစေတယ်ဆိုတော့ဒါပြဿနာကဘာလဲဆိုလို့ရှိရင်ဒီပြရဲ့ ideology နဲ့လည်းဆိုင်လာပေါ့လေဒါပေမဲ့ဒီနေ့ခင်မာကဘာမှတွေကကျွန်တော်တို့ဖူးဘက်ပဲကစားတာကျွန်တော်တို့စင်နာဘက်ပဲကစားတာဆိုတော့ပုံစံမျိုးလို့လို့တော့မရအောင်ဒီပြကဒီလိုကစားပေးဆိုလိုက်ကစားပေးရမယ်ဇာပေးရမယ်ပြီးရင်အဲ့ဒီသူကစားမယ်ပိုထက်ဆောင်ကစားပေးရမယ်နေရာတွေနဲ့ပတ်သက်လို့လည်း ူးနေတဲ့တင်ယူလာမျိုးတွေတကယ်တင်ယူလာမျိုးတွေဆက်ပြီးတော့လုံးရတယ်ပေါ့နော်အဲ့လိုမျိုးရှိရဆိုတော့မာလူကူစတိုကချက်စီတက်မှာဆိုရင်တော့နည်းနည်းလေးတိုင်ပတ်တဲ့ရာလမာတယောက်ဖြစ်တယ်ဒါပေမဲ့သူရဲ့တကယ်ဖူးဘက်ဆစ်ဆစ်နဲ့ဖူးဘက်ဆစ်ဆစ်မှာဖူးဘက်ဆစ်ဆစ်ကစားရတဲ့ပုံစံမျိုးဆိုသူကတကယ်ကိုကောင်းတယ်ရာလမာဆိုတော့မမရရကျွန်တော်တို့ကလပ်ကပဖလား final ပွဲမှာကူစတိုတယောက်ကကူစတိုတယောက်ဒါဖူးဘက်အနေနဲ့ပွဲထွက်လာခဲ့ရတယ်ဆိုတော့အဲ့ပွဲမှာသူရဲ့ performance က ကိုဘာမောက်အများကြီးအကူအညီဖြစ်စေခဲ့တယ်ဆိုတော့သူရဲ့အဲ့ဒီပွဲမှာပါကျွန်တော် ghost တို့ကိုကျွန်တော်မချီးကျူးလို့မရအောင်ကလပ်ကဘာဖလာဖိုင်နဲ့ PSG နဲ့ပွဲစဉ်မှာ ghost တို့ရဲ့ဒီဥပမာနဲ့အတူဥပမာနဲ့အတူတူတွဲကစားတဲ့အဲတွဲကစားပေးခဲ့ပြီးတော့ speed ရှာသွားပြီးရဲ့အပိုင်းတွေမှာကျွန်တော်တို့ ghost တို့ကိုတကယ်အသိမဲ့ပြီးပါ ghost တို့နဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာ ghost တို့ကသူ့ရဲ့ ာ tradition နဲ့အဲ့သူရဲ့ nature position မှာသူကစားရရင်သူဟာတကယ်ကိုကောင်းတဲ့ဆလမပဲဆိုတော့လက်ရှိအသင်းကအသင်းမှာကနောက်တန်းကလည်းလည်းဖျော်ပြဲဖြစ်တဲ့ပုံစံလေးမှရှိတယ်။တကယ်လည်းဖျော်ပြဲဖြစ်တဲ့ပုံစံမှရှိရမှာမဟုတ်တကယ်ကိုဖြစ်နေတာ။တကယ်ကိုရှိနေတာမျိုးဆိုတော့အဲ့ဒီအစားနီးပြမာရစ်ကက immediate fullback အနေနဲ့ Gusto ကိုသုံးတာမျိုးထပ်သူက fullback ဆစ်ဆစ်ထားပြီးတော့ကစားလိုက်တာက ပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ်။ဥပမာပြင်ဒါ risk gain ဆိုလို့ရှိရင်ကြံ့ခိုင်မှုပိုင်းမှာလည်းလည်းပြဿနာရှိနေတယ်။ဆိုတော့သူ့ကိုပွဲချင်းပြီးတုံးလို့မရသေးဘူးဆိုလို့ရှိရင် boost တကယ်ဥပစစ်စစ်ပဲထားကစားတာမျိုးကဖြစ်စီပြည့်ရဲ့နောက်တန်းကိုပို့ပြီးတော့ပို့ပြီးတော့မာကျော်သွားစေမလားဘို့လေ။ဆိုတော့ဒါပြင်ဟုတ်ပြီတော့မာကျော်သွားလေမလားလို့ကျွန်တော်တော့စဉ်းစားမိတယ် ဆိုတော့ဒါပဲမဲ့လေဒါကတော့ဒါကျွန်တော်တို့ပြည်သက်တည်ရဲ့အမြင်အသက်ပဲဖြစ်ပြီးတော့တကယ်တကယ်ကြားရီလာသမားတွေရဲ့ပေါ့အဲ့တော့ဟိုငါဟိုပြည်သက်ပြည်သက်တည်ရဲ့ပြည်သက်တယောက်ရဲ့အမြင်သက်သက်ပေါ့နော်ဆိုတော့မာလုကုစနဲ့ပတ်သက်လေမာလုကုစတို့ကျွန်တော်ကိုယ်တိုင်ဆဲဆိုခဲ့ဘူးလေအပွဲလည်းမခံရမာလုကုစမာလုကုစတို့ကျွန်တော်ပြင်ခဲ့ဘူးလေဒါပေမဲ့ တိမဲ့ပြောရမယ့်အပိုင်းတွေလည်းရှိရမို့လေဒါပေမဲ့ကျွန်တော်သူ့ကိုတော့အရန်ကြီးအပြစ်မိနဲ့ထဲမှာတော့မပါဘူးဘာလို့ဆိုသူ့ရဲ့ nature protection မှာကစားရတာလည်းမဟုတ်ဘူးဒါအပြင်သူကသူ့ပွဲကစားခွင့်ရတဲ့အချိန်ဒီမှာလည်းအကောင်းဆုံးဖြစ်အောင်တတ်နိုင်ဆုံးသူကစားပေးရတာကိုလည်းစားပေးနေတာကိုလည်းမြင်ရတယ်ပြီးရင်ဘာစောတကားမှတတ်တာမျိုးအတင်းပေါ်မှာဘာစောတကားမှတတ်တဲ့ပြုတ်ဝင်လို့လည်းသူ့မှာမရှိဘူးဆိုတော့ Malogus 2ကိုကျွန်တော်အနေနဲ့သဘောကျတယ်ပြီးတော့ Malogus 2က အဲဒီဇန်နဝါရီမှာဖြစ်ဖြစ်ဒါမှမဟုတ်ရင်လာမယ့်ပြောင်းရွှေ့မှာပဲဖြစ်ဖြစ်ဒါအတင်းရတွေထွက်ခွာသွားနိုင်တဲ့ပုံစံမျိုးအာမြင်တွေ့နေရတယ်ကြာတိနေရတယ်ဆိုတော့ Gusto ကိုဒါအဲ Gusto ကတကယ်ကောင်းတဲ့ကစားလမ်းမှာပါဒါပေမဲ့သူကနေရာမှားပြီးကစားနေရတယ်ဆိုတော့သူ့ရဲ့အခြေစွမ်းတွေကအကန့်အသတ်တွေဖြစ်တယ်ပြီးတော့နေပါသွားစီတယ်ပေါ့နော်သူ့ရဲ့ငိုရှိတဲ့ potential ဆွဲချတာဖြစ်တယ်ဆိုတော့ Marlo Gusto နဲ့ပတ်သက်ပြီးတော့ ါပြောချင်တာကတော့သူမင်းရာကစားသွားတဲ့ပွဲက performance ကိုသဘောကျတယ်ပြီးတော့သူရဲ့သူရဲ့ nature position မှာလာကစားလို့ရှိရင် Marcus Tu က Chelsea team မှာအများကြီးအားကိုးရလောက်တဲ့ကစားသမားတစ်ယောက်ဖြစ်မယ်လို့ထင်တယ်ဆိုတော့ဒီ video ကတော့ဒီလောက်ပါပဲဒီကတော့ Marcus အဆုံးအထိလိုက်ကြည့်ပေးတဲ့အတွက်အားလုံး